ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မွန်ပြည်သစ်ပါတီနဲ့မွန်ပြည်လူမျိုးရေးတပ်တော်တို့ဟာစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတန်းတူရေးနဲ့ကိုပိုင်ပြထန်းပိုင်ခွင့်အပြေအဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးစရည့်ရည်ဝေချက်တွေနဲ့2025ခုနှစ်မေလ24ရက်နေ့မှာပေါင်းစည်းလိုက်ပါတယ်။ဒါအပြင်မွန်အမျိုးသားလူမျိုးရေးတပ်မတော် MNLA AD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA တို့ဟာလေပေါင်းစည်းပြီး ဂျမန်ရာမညာရာမညာမွန်တက်တော်ရာမညာမွန်အာမီ RMA ကိုဖွဲ့စည်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ NMSPAD နိုင်ငံရေးစီရေးဥဆောင်ဖွဲ့နဲ့ MLA ဥဆောင်ဖွဲ့တွေပါဝင်တဲ့ NMSPAD နိုင်ငံရေးစီရေးကော်မတီကိုလည်းအဖွဲ့ဝင်26ယောက်နဲ့ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီကော်မတီဝင်တွေက နိုင်ငံရေးစီရေးဥဆောင်ကော်မတီ၉ယောက်ကိုရွေးချယ်ပြီးဥက္ကဋ္ဌနိုင်စီရာ ဒူဥက္ကဋ္ဌနိုင်လိုက်ဤကောင်အတွင်ရေမုံနိုင်ပညာလီတို့ကိုရွေးချယ်ခန့်အပ်ခဲ့ပါရယ်။ဒါအပြင်ရာမညာမွန်တက်တော် RMA ရဲ့စီးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်ထေဖော်ဖို့အဖွဲ့ဝင်9ယောက်ပါဝင်တဲ့စစ်ကော်မတီကိုဖွဲ့စည်းပြီးစစ်ဦးစီးချုပ်ဘုံမွန်းရှုပ်စလွန်ထော်ဒုစစ်ဦးစီးရှုပ်တီဘုံမွန်းကြီးဆိုဝင်နဲ့ဒုစစ်ဦးစီးရှုပ်နှစ်ဘုံမွန်းကြီးကြည်ဆန်းတို့ကိုလည်းခန့်အပ်တောင်းဝန်ပေးခဲ့ပါရယ်။